။ပရွေးစိတ်ရဲ့ပြပပလဲမှာ မြင်းတချို့ဆွဲလိုက်မယ်ဆိုရင်တော့ပရွေးစိတ်ရှေ့ဆက်သွားမှာကိုတားဆီးနိုင်ပါလေ။ပြစာပိုရဲ့ရှီမှာမြင်းတချောင်းဆွဲလိုက်မယ်ဆိုရင်တော့သူကမြင်းအတိုင်းလိုက်လာပါလိမ့်မယ်။ကျဖာရဲ့ရှီမှာမြင်းတချောင်းဆွဲလိုက်မယ်ဆိုရင်တော့ကျဖာကိုအိမ်မွေးချနိုင်ပါလိမ့်မယ်။တ िश ူပေါ်မှာဆက်ပြမုံအနေငယ်ထည့်ပြီးတ िश ူကိုလေးလိုက်ပြီးတဲ့နောက်ဖဏန်နဲ့အပြန်ပြန်လှန်လှန်ဖိပုတ်ပေးလိုက်တဲ့အခါကောက်ယူပြီးအသားရလေးမုန့်လိုက်ရုံနဲ့တ िश ူကမိထားတောက်လာပါလိမ့်မယ်။ဖန်ခွက်ဖင်နဲ့ဘီယာပလင်းဝါကိုတစ်ချက်တစ်ချက်ပုတ်တိုက်ပေးပြီးတဲ့နောက်ဖြည်းဖြည်းချင်းခောက်လိုက်တဲ့အခါဘီယာရီပန်းထွက်လာပါလိမ့်မယ်။ ဒါကနျူကလ িয়ার ဘုံတွေပောက်ကွဲရတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။မီဂျစ်ဆန်ဘူးကခဲဘက်ကိုခွာယူပြီးသူ့ကိုမီရှိုးလိုက်ပြီးတဲ့နောက်ဖြစ်လာတဲ့စီဂျီကိုလက်မတိုးပြီးတော့ဖြည်းဖြည်းချင်းပို့လိုက်တဲ့အခါမီဂိုငွေတွေထွက်လာနိုင်ပါတယ်။ဒါကမြလဲဆရာတွေလက်ပလာနဲ့မီဂိုငွေထုတ်တဲ့လေဝတ်ချက်ပဲဖြစ်ပါတယ်။ဒါနဲ့လိမ္မော်ကုံကိုလှီဖြတ်ပြီးပူစီပေါင်းကိုအရင်နဲ့ဖြန်လိုက်တဲ့အခါပူစီပေါင်းကိုပေါက်သွားစေနိုင်ပါတယ်။ဖျောင်းတဲ့မီကိုဖြန်လိုက်မယ်ဆိုရင်တော့မီတောက်ကပိုအရှိန်ပြင်းလာပါလိမ့်မယ်။ဘူးကုန်နဲ့ရှာလကားရဲ့အနေငယ်ထဲပြီးပလင်ဝါမှာဘေကင်းဆိုဒါထည့်ထားတဲ့ပူစီပေါင်းကိုစုပ်ပေးလိုက်ပါမယ်။ အဲနောက်ပူစီပေါင်းကိုထောင်မှန်လိုက်တဲ့အခါဘေကင်းဆိုရာနဲ့ရှာလကာရဲ့တပ်ပြူမှုကြောင့်ထူဆန်းတဲ့တံငွေတမျိုးထွက်လာပြီးပူစီပေါင်းကိုဖောင်းလာစေနိုင်ပါတယ်။ခေါက်ဆွဲတမျိုးကိုသုံးယုံနဲ့ရေကိုနောက်ထပ်ခွက်အလုပ်တစ်ခုနဲ့အလွယ်တကူပြောင်းလို့ရပါတယ်။ပိုက်တစ်ချောင်းသုံးယုံနဲ့ရေပလင်းကိုမာယူလို့ရပါတယ်။ဒါက3ကန်ရဲ့ခိုင်မာတဲ့ဂုံတက်တီပဲဖြစ်ပါတယ်။အိမ်မာမီပြတ်တဲ့အချိန်ဖျောင်းနိုင်တော့လက်နိုင်တံမီတို့ရှာမတွေ့ဘူးဆိုခွက်သေးဆန်နဲ့ရေတင်တင်ထဲပြီးအပေါ်ကနေစီတထက်ထက်လောင်းပြလိုက်ပါမယ်။အဲနောက်ဂုံးတန်းကိုအလဲမှာထိုးဆိုင်ထားလိုက်မယ်ဆိုရင်တော့ဆယ်ရက်လောက်ထုံရင်တော့မငြိမ့်မဲ့ဖျောင်းနိုင်ကိုရပါပြီ။ လက်ကောက်ကိုချိန်ဆက်ပေါ်တင်ပြီးတန်လိုက်ကိုချိန်ဆက်အောက်ထဲထိုးထည့်လိုက်တဲ့အခါလက်ကောက်ရဲ့အလေးချိန်ကပိုများသွားပါလိမ့်မယ်။ဒါကို Go Scale လို့ခေါ်ပါတယ်။ခလေးတွေကိုမိုဘိုင်းဂိမ်းတွေဆော်ခိုင်းနေမယ့်အစားဒီလိုသိပ်ပံနေကြလက်တွေ့စံတန်းချက်တွေကိုအဖို့ပြုစံတန်းပေးမယ်ဆိုရင်တော့ပိုကျိုးရှိစေပါတယ်။ဒီလိုမြင်ကွင်းမျိုးမျက်စိနဲ့ကိုယ်တိုင်မြင်ရလို့ဒါမဟုတ်ရင်ယုံကြည်ဖို့တော်တော်ခက်ခဲပါလိမ့်မယ်။